စကောပရိသတ်များအားလုံးပဲမင်္ဂလာပါစနေညမှာဆိုရင်တော့ဘောလုံးပရိသတ်တွေလုံးဝဒါလွတ်တန်းကြည့်ရမယ်ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ဒါကိုပါဒယ်ရီဘောလုံးပွဲကစားဖို့ရှိပါတယ်ဒီပွဲကတော့စီဗီလ်မျိုးဒါဆန်ချက်ပင်အောင်ကွင်းမှာကစားသွားမှာဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့ဒေါက်တာကလောင်ရှင်နေဖြစ်တဲ့စီတူရဲ့အဝင်ရန်နေပြီးတော့မှပအဝင်သုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာစီတူနဲ့အဝင်ရဲ့ဒါမင်္ဂလာပါမင်္ဂလာပါဒါကိုပါဒယ်ရီဘောလုံးပွဲမှာ El Clasico ကြည့်ရမှာပေါ့နော်နှစ်သင်းလုံးကတော့အဲလက်ရှိချိန်တွေမှာတော့ဒါဘာစီလိုနာတော့ပို့ပြီးတော့မှ Champions Super League ညှိနှိုင်းစရာရှိနေတာပေါ့လေ Real ကတော့ La Liga မှာလည်းဘာစီလိုနာရဲ့အောက်အမှတ်အနည်းငယ်ညော့နေတယ်နောက်တစ်ခုကကြတော့ဒါ Champion League ကနေလဲထွက်သွားရဆိုတော့နည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲခြေစွမ်းအဖြစ်ရလတ်အဖြစ်စိတ်ပြက်စရာတချို့လေးတော့ရှိတာပေါ့လေ။ဘာပြောပြောဒီနှစ်သင်းတွေ့တဲ့ပွဲအကောင်တကယ်ကိုပဲအကျိတ်နေရှိဖို့တည်ကြပါရတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့မှစီတူကစပြီးတော့မှဒီသုံးသက်ပေးပါဦးကြီး။ ဒီ Copa del Rey final မှာမသိတာကြာပြီပေါ့နော်ဒီနှစ်သင်းက La Liga အားကောင်းဆုံးအသင်းနှစ်သင်းဖြစ်ပေမဲ့လည်းအကြောင်းကြောင့်ဒီ final မှာမတိုက်ဆိုင်ဘူးဖြစ်နေရပေါ့နော်အဲ့တော့ဒီအခု Ronaldo Messi ခစ်လွန်မှာပြန်ပြီးတော့တွေ့ကြပြီပေါ့လေတွေ့ကြတဲ့အခါမှာလက်ရှိမှာတော့ Barcelona က favorite ဖြစ်နေရတော့အသေးချာပဲ Barcelona ရဲ့လက်ရှိခြေစွမ်းလက်ရှိစုဖွဲ့ပုံကဒီတန်ရာပြဿနာတချို့ရှိပေမဲ့လည်း Real ထပ်ပို့ပြီးတော့အော်တိတိတလာအကောင်းနေလို့ပြောလို့ရတယ်မလို့ real ကကစားပုံမှန်ဆိုင်ရာရောသူတို့ရဲ့ ဒီကစားသမားတယောက်ချင်းစီအသုံးပြုမှုပိုင်းဆိုင်ရာမှာပါလိုအပ်ချက်တွေတတိယနဲ့ပေါ်ပေါ်လာရာဒီကုန်ကန်နီးလေးလေးတို့မဖြစ်ရှင်းနိုင်တဲ့ပြဿနာတွေများလေးလေးဖြစ်ပြီးတော့အဲနိုင်အောင်မှဒီ narrow swing တွေပေါ့နော်အဲ့လိုပုံစံမျိုးလေးကျွန်တော်တို့မြင်ရတယ်ပြီးတော့နောက်ထပ် real madrid အတွက်စိုးရင်စရာတစ်ချက်ကဒီရာဒီမှာ la liga la liga မှာတစ်ချိန်ပြီးတော့ spain super phala မှာတစ်ချိန်ပေါ့နော် real madrid နဲ့တွေ့ဆုံထားတယ်နှစ်ချိန်စလုံးကိုဆော့ဆော့ပြက်ပြက်ရှုံနေထားတယ်အဲ့တော့ဒီဆော့ဆော့ပြက်ပြက်စကားလုံးက ိတ်တော့မသိမ့်တော့ပဲမဲ့လေ real ရဲ့အခြေအနေမှန်ကိုအဲ့ဒီပွဲနှစ်ပွဲကအဲ့ဒီစကလုံးကအဖို့ပြနိုင်ဆုံးလို့ကျွန်တော်ထင်တယ်ပေါ့နော်ကိုပြတ်တကယ်ကို၄ကိုနဲ့၄ကိုအထက်ပြတ်ခဲ့တဲ့နှစ်ပွဲကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ပြီးတော့ကစားခံအားဖြင့်လေဘာစီလိုနာရဲ့ဒီလူငယ်တွေရဲ့ ဘာစီလိုနာဟန်ကစားပုံအောက်မှာရီယယ်မက်ဒရစ်ကလုံးဝကျဆုံးခဲ့တော့တွေ့ရဒါရီယယ်မက်ဒရစ်အတွက်တော်တော်လေးကိုခယူးဆရမယ့်အချက်ဖြစ်တယ်ပြီးတော့ဒီပွဲမှာဆိုရင်သူတို့ရဲ့ star player ဖြစ်တဲ့အမ်ဘာဘီကတရားပဒနာရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်အသေးစိတ်မသိရသေးဘူးသေစိတ်ထုတ်ပြန်ချက်တော့မရှိသေးဘူး maybe ပါလာကောင်းလဲပါလာနိုင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဟာဒီချက်ခံမှုဘိုင်းဆိုင်ရာမှာစိုးရင်စရာလေးတွေရှိနေတယ်ပြီးတော့အမ်ဘာဘီဟာဒီပွဲပယ်တရားပဒနာကြောင့်နည်းနည်းလေး um form out နေရပေါ့နော်လက်ရှိအချိန်မှာဆိုရင်အဲ့တော့ဒီအချက်ဟာစိုးရင်စရာအချက်အနေနဲ့တရှိနေတယ်အဲ့တော့ပြောမယ်ဆို real madrid ဘက်မှာတော့လက်ရှိမှာမြင်တွေ့နေရတာအားနည်းချက်လေးတွေညာနေရလို့ကျွန်တော်တို့ထင်မိပါတယ်ကိုအဲဟုတ်ကဲ့ပါဒါအိုဝင်ကလည်းတစ်ဆက်ဒီပွဲနဲ့ပတ်သက်ပြီးတော့မှညီရဲ့အမြင်လေးကိုပြောပြပါဦးဟုတ်ကဲ့ကိုကြီးဟာ real ကတော့တည့်ရတိုင်းပဲပေါ့နော်ဒါပြီးခဲ့တဲ့ယာဒီဟာထက်တူပို့ပြီးတော့ဒီယာဒီမှာချိန်ဆွမ်းအားဖြင့်ဒါတော်တော်လေးနှိမ့်ကြနေပေါ့နော်ပြောရမယ်ဆိုရင်တော့သူရဲ့ဆွမ်းဆောင်ရည်ကဒါပြီးခဲ့တဲ့ယာဒီကလောက် ဟိုဟိုကောင်းတဲ့အပိုင်းမှာတော့မရှိနေဘူးပေါ့နော်ဒါပေမဲ့အဲကစားသမားတယောက်ချင်းစီရဲ့ဒါဟိုသူ့ရဲ့ဟိုကိုယ်ရည်ကိုယ်သွေးတွေရှိလို့ဒါတချို့ပွဲတွေမှာဒါဟိုနိုင်တဲ့ပွဲတွေနိုင်သွားတယ်တေချရတဲ့ပွဲတွေကျသွားတယ်ပေါ့နော်ဟောတော်တော်လေးတော့ဒီဟာဒီမှာဝီရဲကတော်တော်လေးဟိုပုံပြက်ပန်းပြက်ပုံစံမျိုးဖြစ်နေပေါ့နော်ပြောရမယ်ဆိုတော့ထင်းချောင်းမဲ့သူဟိုကွင်းလယ်မှာထင်းချောင်းမဲ့သူမရှိဘူးဖြစ်နေပေါ့နော်နောက်ပြီးခန်းစစ်မှာလည်းတော်တော်လေးအားနေနေတယ်အဲနောက်ပြီးတော့အဲတခုရှိတာက Real Madrid ကအထူးသဖြင့်ပေါ့နော်ဒီ Ancelotti ရဲ့ ဝတ်တောက်ပိုဇက်ရှင်ပေါ့နော်ဒီခန်းစင်ကစားချိန်ဒီမှာဝီးရတော်တော်လေးဟိုဘယ်လိုပြောမလဲကွန်ဖက်မဖြစ်ဘူးဗျအဲ့အဲ့အဲ့ဒီတစ်ချက်ကဒါပြီးခဲ့တဲ့ဘာစီလိုနာနဲ့ဒါစူပါကပ်မှာရောကျွန်တော်တို့ဒါပထမအကြော့မှာဟောသွားတာဝီးရကိုးပြတ်ရှုံးခဲ့တယ်စုပ်ပြီးစုပ်ပြတ်နေအဲ့လိုမျိုးရှုံးခဲ့တာလေဒီအနေထားကြောင်းတယ်အဲ့အဲ့ပွဲမှာကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ဘာစီလိုနာဘက်ကပီထရီယာပေါ့နော်ဒီရီယယ်မက်ဒရစ်ရဲ့ဒီ442ရှိမှာသူဒီတိုက်စစ် front line နဲ့ပေါ့နော်ဒီ front line နဲ့ဒီကွင်းလေ line ကြားထဲမှာဒါပီထရီယာ ကောင်းကောင်းကြီးကိုဖရီမန်လို့ပုံစံအနေထားမျိုးနဲ့တော့မသူကောင်းကောင်းကြီးအဲ့ဆက်စတင်မှုအတွက်ဒီလိုလေးလေးပဲသူလုပ်သွားတာအဲ့ဒီတစ်ချက်ကအခုချိန်ကြီးရီယန်ကမရှင်းနိုင်သေးဘူးအာဆနယ်နဲ့ဒီရှုံးပြီးထွက်ရတဲ့ပွဲဒီမှာဒီပုံစံတိုင်းပဲဒီသူတို့ရဲ့ဒီခန်းစစ်ကစားတဲ့အချိန်ကြီးမှာအရန်ကိုဟောက်ွက်တွေရန်များနော်ဖီယိုဖီယားဖြစ်နေတယ်ဒီအနေထားကရီယန်အတွက်ဒါဘာစီလိုနာကိုလက်ရှိချိန်မှာဘာစီလိုနာကတော်တော်လေးကိုဟိုဆက်ဆောင်လည်းကောင်းအောင်ရဟိုဟာတိုက်စစ်ဆိုလည်းဒါအကောင်းဆုံးလို့တော့ပြောလို့ရတယ်ဗောနော်ဒီဥရောပထိုက်တန်းလေး၅ခုတည်းမှာလည်း ဲ့တော့ဝင်းရဲ့အနေနဲ့ကတော့ဒီဘာစီလိုနာကိုဒီချိန်မှာတော့ကျွန်တော်ထင်ရတော့ဒီကစားသမားတွေရဲ့ဒီ magic moment လေးတော့ပဲဟိုဘယ်လိုပြောမလဲအသာသီးရမလားဘူးเนาะအဲ့တစ်ချက်ပဲအဲဟိုမျောလင်းနေတာရှိရပါဘူးเนาะဟိုဟိုတခြားဟာတွေကတော့ဒါဘာစီလိုနာကတော့ဒါအဖက်ဖက်ကတားတယ်တားတယ်လို့တောင်မှယူဆလို့ရတယ်ဗျဟုတ်ဟုတ်ကဲ့ပါဒါစီတူရောအိုဘင်ကောကတော့လောလောဆယ်အချိန်ဒီမှာတော့ ဘာစီလိုနာရဲ့စာရင်ဒါရီယက်ရဲ့ခြေစွမ်းကတော့နည်းနည်းလေးအနှိမ့်ပဲရောက်နေတယ်ဆိုတော့သဘောမျိုးဒါတုံးသက်သွားပါလေဘာစီလိုနာမှာလည်းဒါအမှန်တိုင်းပြောတော့အခုမြင်မိတယ်လို့ဘာစီလိုနာမှာလည်းအာနစ်ချက်တချို့တော့ဒါရှိပါတယ်ဒါအဓိကတော့ဘယ်ဒီတန်ရောက်ရတဲ့အချိန်ဒီမှာဘယ်တော်မှတက်စစ်ကတော့ပုံမှန်အောက်ထက်နည်းနည်းလေးလျော့သွားပါတော့နောက်ပိုင်းဒီနောက်ဆုံးနှစ်ပွဲလောက်မှာဆိုရင်လည်းဘာစီလိုနာရဲ့ခိုးသွင်းအားလေးကနည်းနည်းလေးပြန်ပြောင်းမှကျလာတဲ့သဘောမျိုးလေးလည်းရှိတယ်တဖက်မှာရီယဲကတော့ဒါရီယဲဒီအာဆင်နယ်ကိုရှုံးပြီးပြန်ကစားတဲ့လာလီဂါပွဲမှာဘီဘာဝိုကိုသူတို့နောက်ကျကိုနဲ့ 1-0နဲ့နိုင်တယ်ကီတာဖေးကိုကြတော့ဒါပွဲချိန်စောပိုင်းမှာသွင်းတဲ့ဒါ1-0နဲ့နိုင်တယ်နှစ်ပွဲစလုံးမှာတော့ဂိုးမပြီးခဲ့ရဘူးပေါ့နော်ဝီဖန်ဆာဖြစ်ခဲ့တဲ့ရီယက်ခန်စစ်ကဒါနောက်ဆုံးလာလီဂါနှစ်ပွဲမှာတော့ပြီးကူးမရှိခဲ့တာလေးဆိုတော့တွေ့ရပါတယ်ဒီနေရာမှာဟိုစိတ်ဝင်စားလေးတစ်ခုကကြတော့ဒီနှစ်သင်းတွေးတဲ့ပွဲတွေပေါ့လေဒီဟာဒီတွေးတဲ့ပွဲစဉ်တွေမှာဒါ real တိုက်စစ်ကဘာစီလိုနာရဲ့ဒါလူချွန်ထောင်ကျောက်ကိုမဖောက်နိုင်တာ ड़ी ပေါ့နော်ဥမာခီလီယန်အမ်ဘာပေးဆိုရင်ဘာစီလိုနာနဲ့တွေ့တဲ့ပွဲတွေမှာသူဂိုးတွေသွင်းတယ်ဒါပေမဲ့ဖီယာပြန်ကြည့်ပြီးတော့ ပြန်ပယ်ဖျက်ခံရတယ်။အဲပွဲဒီအက်ကလာစီကိုတပွဲမှာဆိုရင်ဘယ်ပွဲလဲတော့အကိုတော့တခြားတော့မမှတ်မိဘူး။ဒီလာလီဂါမှာတွေ့တဲ့ပွဲလားစပိန်စူပါဖလားမှာတွေ့တဲ့ပွဲလားမသိဘူး။ဒါကီလီယန်အဘပေးဆိုရင်လူကျွန်းတာလူကျွန်းပေါ်၈ချိန်လား၉ချိန်လားမသိဘူး။အဲ့လောက်ထိဒါရှိခဲ့တယ်ဆိုပြီးတော့မှလည်းအကိုတို့ဒါသိရမှာပေါ့နော်။အဓိကအကိုပြောချင်တာကဒီဘာစီလိုနာရဲ့လူကျွန်းထောင်ချောက်ဖန်ကစားတဲ့တိုက်စစ်ဒီခန်စစ်ဘျူဟာက real tactics ကိုထိန်းချုပ်တဲ့နေရာမှာဒီတစ်ချိန်ကအလုပ်ဖြစ်နိုင်လားဒါမှမဟုတ် risk အားများတယ်လို့မြင်လားမသိဘူးစီတူတစ်ချက်လောက်ကို risk အားများပါတယ် risk အားများတယ်အမ်ပါဖီလူချုံတာရှစ်ချိန်ကလာလီဂါမှာဟုတ်နော်အဲ့တော့ကလည်းဒါပြောမဆိုရင်ဟုတ်ကဲ့ကတိလေးတွေပေါ့နော်ဒါပေမဲ့ဘာစီလိုနာရဲ့ဟန်ကိုက8 style ဖြစ်နေရပြီးတော့ဘာစီလိုနာအနေနဲ့သူ့ရဲ့ဒီခန်းစစ် line နဲ့ကွင်းလေ line ပေါ့နော်ကွင်းလေ pivot နဲ့ရောက်ပေါ့လေအရင်တော့ကာဆာဒိုနဲ့ battery အခုတော့ frankie တွေရောက်နေ battery ပေါ့လေအဲ့တော့အဲ့အဲ့ line တစ်ခုက ဒလိုင်းလေးလို့ဖြစ်နေသူတို့ကစားတခြားဖယ်ရသင်းနဲ့မှမတူဘူးပေါ့နော်အဲ့အဲ့ဒီဟန်ကပဲဒီလူကျုံထောင်ကျောက်ဖမ်းဖို့အတွက်အထောက်အကူဖြစ်တယ်ပြီးတော့ကျွန်တော်တို့အရေးကြီးရဲ့အချက်တခုရှိတယ်အဲ့ဒါကဒီပုံမှန်တွဲဖက်နေကြဖြစ်တယ်အင်နီဂူမာတီနက်စ်နဲ့ပြီးတော့ကူဘာစီနဲ့အဲ့ဒီကစားသမားနှစ်ယောက်တွဲဖက်ရင်ဘာစီလိုနာရဲ့လူကျုံထောင်ကျောက်တွေပိုပြီးပြောင်ပြောင်လေးရှိတယ်ဒါပေမဲ့ခုနကအကိုပြောသွားတဲ့အန်ဒီရဲကအမှန်တကယ်ရှိနေတာပေါ့နော် ်ဒီသူတို့အဲ့လိုကြောက်မယ်ဒုက္ခရောက်သွားတဲ့ဘွဲလေးရှိတယ်ကျွန်တော်မမှီတလို့ဆိုရင်အိုဆာဆူနာကိုသူတို့မထင်မှန်ပဲနဲ့လေးကိုပေးခဲ့ရဘူးလေအိုဆာဆူနာကိုလေးကိုပေးခဲ့ရတာရှိတယ်ပြီးတော့သူတို့ပြီးခဲ့တဲ့မကြသေးခင်ဘွဲတော့ဆိုရင်ဆက်တာဗီကို၃ကိုပေးခဲ့ရတယ်ပြီးတော့အက်တလက်တီကိုမက်ဒရစ်ကိုလည်း၄ကိုပေးခဲ့ရတဲ့ဘွဲရှိတယ်ပြီးတော့ချန်ပီယံလိမှာဆိုရင်ဘင်ဖီကာကို၄ကိုပေးခဲ့ရတဲ့ဘွဲရှိတယ်အဲ့ဂိုးတွေအကုန်လုံးကတော့လူတွန်ထောင်ကြောက်ကြောက်တော့မဟုတ်ဘူးဒါပေမဲ့အဲ့လူတွန်ထောင်ကြောက်ရဲ့ ဒီစူးစိမှုကင်းမဲ့တဲ့အခြေအနေလေးတချို့ကြောင့်တော့ပါတယ်ပေါ့နော်ပြောမစို့ဒီကစားဟန်ကြောင့်ပါတယ်ပေါ့လေအဲ့တော့အခုခုနပြောရတဲ့အန်ဂျီအမန်တကယ်ရှိနေတယ်အမန်တကယ်ရှိနေတဲ့အပြင် Real Madrid အနေနဲ့အဲ့ဒီ အားနည်းချက်ကိုကောင်းကောင်းအသုံးချနိုင်တဲ့ speech to player တွေပေါ့နော် Vinicius တို့ Mbappe ပါရင်လည်း Mbappe ပေါ့နော်အဲဒါမဟုတ်ဒီ Brian Diaz တို့လို့ကစားသမားတွေ Aragulero လို့ကစားသမားတွေရာအစဒီဥစ္စာကိုအသုံးချနိုင်တဲ့ tactical a technical skill ကောင်းကောင်းရှိနေတယ်ပေါ့နော်အဲ့တော့ဒီဟာဒီပွဲတို့ကဒါအာယုံဆိုင်ပြီးတော့ကြည့်ရမယ့်အချက်တစ်ခုတော့ဖြစ်တယ်အဲ့တော့မဆို Real Madrid ဘက်ကဒီအခြေအနေမှာအားနည်းချက်ပုံများနေရဆိုပေမဲ့တချို့တော့အားနည်းချက်တွေကအဲ့လို Barcelona ရဲ့အားနည်းချက်လိုမျိုး ပေါက်တာနဲ့ဂိုးတန်းဖြစ်မဲ့အားနဲ့ကြတော့မဟုတ်ဘူး react can စစ်ကအားနဲ့အမှန်တယ်ဒါပေမဲ့ပေါက်တာနဲ့ဂိုးဖြစ်မဲ့ဆိုတဲ့အခြေအနေမဟုတ်ပဲねဘာစီလိုနာရဲ့လူကျုံထောင်ကျောင်းရဲ့ဒီ do or die ဖြစ်မှုကကြတော့ပေါက်တာနဲ့ဂိုးဖြစ်မဲ့အခြေအနေဖြစ်နေတာပေါ့နော်အဲ့တော့ဒီ final လည်းတပွဲပဲကြံရမှာဆိုတော့ lead အတွင်နဲ့အနည်းငယ်လေးခြားနာတယ်အဲ့တော့တကယ်ခုနကကျွန်တော်တို့အကိုခုနထောက်ပြသွားခဲ့တဲ့ပြဿနာဒါဒီပွဲမှာတကယ်ဖြစ်လာမယ်ဆိုရင်ဒါဟာကျွန်တော်တို့စိုးရိမ်စရာအချက်ဖြစ်တယ်စောင့်ကြည့်ခြင်းစရာအကောင်းတဲ့အချက်ဖြစ်တယ်လို့လည်းကျွန်တော်ယူဆမိပါတယ်ကို ဟုတ်ကဲ့ပါဒါ Inigo Martinez ကတစ်ချက်ချက်ကြရင်ကြံတော့ဗောနော်ဒီသူ့ရဲ့ comment ပေးနိုင်မှုဒီသူ့ရဲ့အတွေ့အကြုံနဲ့ဥဆောင်နိုင်မှုတွေကတော့ဒါတော်တော်ကြီးကောင်းတာမှန်ပါတယ်ဒါပေမဲ့ပွဲတချို့ကြရင်လူကြုံဖန်ကစားတဲ့အချိန်ကျရင် तू ကနောက်မှာဒီ Last Defender အနေနဲ့ကြံကြံခဲ့တဲ့အချိန်မှာတော့ ဟိုသူတို့လိုချင်တဲ့လူကျွန်တော်ကြောက်ဖြူဟာလည်းမမြောက်သွားတာမျိုးလည်းတွေ့ရပါဘောနိ။အိုဝင်းကလည်းတစ်ချက်လောက်ညီဟိုဟာ real နဲ့ပတ်သက်ပြီးပေါ့နော်။ဒါလက်ရှိ real type set မှာ Vinicius Junior နည်းနည်းလေး fall out နေတဲ့ပုံစံလေးနောက်ပိုင်းမှာမြင်ရတယ်။ဒီ goal လည်းတိတ်ပြောမှ goal သွင်းရလည်းနည်းနည်းလေးကျလာတယ်ပေါ့နော်။ဒီတော့ real တက်စစ်မှာအပြောင်းလဲတချို့မြင်ရဖို့ရှိလားပုံမှန်ဆိုတော့ဒါပြီးခဲ့တဲ့ပွဲမှာဆိုရင် guitar fee နဲ့ပွဲမှာဆိုရင်ဒီအရန်ကစားသမားရဲ့ပြည့်တဲ့ Brian Diaz တို့လည်းတုံးတယ်နောက်တော့ Aragula တို့လည်းတုံးသွားတယ်ဆိုတော့ဒီလိုကစားသမားမျိုးလေးတွေကိုတော့ဒါဘောလူပွဲမှာတုံးလာနိုင်တဲ့အခြေအနေရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတော့မှဒါအဝင်ကလည်းသုံးတော့ပြပါဦးညီဟုတ်ကဲ့ကိုဟိုဟာ Ancelotti ကတော့ဒီလိုဟိုအက်ကလစီကိုပွဲလဲဖြစ်တယ်နောက်ပြီးတော့ final ဖလားလုံးအောင်မဲ့ပွဲမျိုးကတော့ကျွန်တော်ထင်ရတော့ဒီ Vinicius တို့ Rodrigo တို့ချန်ရဲမှာတော့မဟုတ်ဘူးဗျာ အဲ first line ထဲမှာပဲအဲတိုက်စစ်မှာတုံးလာလိမ့်မယ်အဲဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားတွေကဘာပြောပြောဒီဟိုဟာဘာစီလိုနာရဲ့ခုနစစ်သူပြောသွားတဲ့လူကြုံထောင်ချောက်ကိုဒါဖောက်ထွက်နိုင်တဲ့ချိန်သားကြိုက်ပြေးထွက်နိုင်တဲ့ကစားသမားတွေလည်းဖြစ်တယ်ပေါ့နော်တကယ်လို့သာအမ်ပါပီပါလာမယ်ဆိုတော့ပိုပြီးကြောက်စရာကောင်းတာပေါ့တကယ်တော့ तू မပါဘူးဆိုရင်ဒါရေးရဲအတွက်ကတော့အားနည်းချက်တစ်ခုဖြစ်သွားမှာပေါ့လေဒါပေမဲ့တခုရှိတာကဒီဟိုဟာဗီနီရှီယာကောရိုဒီโกကဒီလိုပုံစံမျိုးလုံနိုင်တယ်အဲလုံနိုင်တဲ့အတွက်လည်းဒီဟိုဟာအန်ဆလော့တီနေကသူတို့နှစ်ယောက်ကတော့ဒီပွဲ ထုတ်လာအောင်မလို့လည်းထင်တယ်နောက်ပြီးတော့အခုရှိတာကကွင်းလင်က Velingan ရဲ့ဒီသူ့ရဲ့ဟိုအပွဲမြင်မြင်ပြပို့ရဲ့ဟိုသူ့ဘောတွေပေါ့နော်တဲ့သူ့ဘောတွေ penetration pad တွေကလည်းဒီလူကြုံထောင်ချောက်ကိုဒါဖောက်ထွက်နိုင်တော့တဲ့ line breaking pad တွေလည်းသူအဲ့လိုမျိုးကောင်းကောင်းကြီးအမြင်နဲ့လို့လို့သူပေးနေရဆိုတော့ဒီ real ကတော့ပြောမှာဆိုတော့ဒီ Barcelona နဲ့တွေ့ရင်ဒီဟိုခန်းစစ်ကိုတေချီတခြားတေတီတခြားလေးပေါ့နော်ဒီလုံအောင်ကစားပြီးတော့ဒီအမြင်နဲ့လို့လို့ပဲဒီ counter pressing နေနဲ့ပဲကစားနေတာဆိုတော့ လာမဲ့အခုဒီ final မှာလဲဒီဒီလိုပုံစံမဲ့ကစားလာအောင်မှာပဲတေးကြရတယ်ဗျအဲ့အဲ့အတွက်ဒီ Vinicius ရဲ့တို့ဟိုဒီ Rodrigo တို့တော့သူပြစ်ပယ်ရမှာတော့မဟုတ်ဘူးဒါပေမဲ့ဒုတိယပိုင်းလောက်မှာအနေထားလေးပွဲချိန်အတွင်းမှာပေါ့နော်ဒီအလှည့်ပြောင်းလေးဖြစ်အောင်တည်တာဟို Andre ကိုထည့်ဆော်မလားအနာဂူလာကိုထည့်ဆော်မလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ပါဒါ Copa del Rey ဘူလူပွဲမှာပေါ့လေ Real Madrid ဒါပူဆွဲခဲ့မယ်ဆိုရင်ဘလို့အကြောင်းတရားတွေရဲ့အတာချက် ကြောင့်ဖြစ်မယ်လို့ထင်လဲဒါမှမဟုတ်ရီယယ်မက်ဒရစ်ဒါရှုံးနိမ့်သွားနိုင်တယ်ဆိုတော့အကြောင်းရင်းမျိုးကြရင်ဘလို့မျိုးထင်လဲဆိုတာစီတူကတစ်ချက်တော့အပိတ်အနေနဲ့လဲရီယယ်ရဲ့အာသာချက်ကတော့သူတို့ရဲ့ character ပေါ့နော်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာသူတို့ရဲ့ winning mentality ဒါကြီးကအကြီးပဲပြောမယ်ဆိုရင်ရှင်းရှင်းပြောရရင်ဘာစီလိုနာကစပိန်စူပါဘလာရတာလဲဆိုပေမဲ့ဘာစီလိုနာထက်လည်းပိုကြီးတယ်ဘာစီလိုနာအစီအစဉ်ပိုကောင်းတယ်ဆိုတာဒါဖုံးကွယ်ထားလို့မရတဲ့အမှန်တရားတိကျထင်ရှားစွာရှိနေတဲ့အမှန်တရားဒါပေမဲ့အဲ့လိုပိုကောင်းတယ်ဆိုတဲ့အသင်းတွေကို real နိုင်ခဲ့ဘူးလေ တစ်ချိန်နှစ်ချိန်မဟုတ်ဘူးအချိန်မများစွာနိုင်ခဲ့ဘူးလေအဲ့တော့ real မှာအာတာချက်ဆိုရင်အဲ့ဒီအရာဖြစ်တယ်အဲ့ဒီအရာကိုပံ့ပိုးပေးထားတဲ့တူးချင်းကောင်းကောင်းမွန်မှုပေါ့နော် Vinicius အပယ်လီဟမ် Rodrigo ပြီးတော့ဒီ Mbappe ဒီကစားသမားရဲ့တူးချင်းစွန့်ရင်ကောင်းမွန်မှုရှိတယ်အဲ့တော့အဲ့ဒီအရာတွေကဖလားပွဲနေနဲ့ကြိုက်တယ်ဒီ Champion League ကိုလည်းသူတို့ဒါ Mbappe ကမပါသေးဘူးနော် Champion League ကိုလည်းအဲ့ဒီ style နဲ့သူတို့ယူခဲ့ဘူးလေတချိန်တောင်မဟုတ်ဘူးပေါ့နော်အဲ့တော့သူရဲ့အာတာချက်ကအဲ့ဒီအရာဖြစ်တယ်အားနည်းချက်ကတော့ ဒီဖလားကိုလွတ်လွတ်ဆုံးရှုံးနိုင်တဲ့အားနေချက်ဆုံးရှုံးဖို့လည်းများနေတဲ့အားနေချက်ကတော့တို့ရဲ့ခန်းစစ်နဲ့ကွင်းနဲ့ညော့ရဲမှုပေါ့လေညော့ရဲတာမှတော်တော်လေးကိုညော့ရဲပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဥမာ real budget ဘတ်တရဲ့အခုနောက်ပိုင်းပွဲတွေပြီးတော့ athletic bilbao ရဲ့နောက်ပိုင်းပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ real ထပ်ဖို့ကောင်းတယ်ခန်းစစ်ကိုကွင်းလေကွင်းလေထင်းချောင်းပုံကွင်းလေတရားနဲ့တရားစုဖွဲ့ကစားပုံပြီးတော့ဒီပြောမယ်ဆိုရင် bilbao မှာဆိုရင်ဒါဟို bilbao ကွင်းလေရောပြီးတော့ bilbao နောက်တန်းရောတော်တော်လေးတက်တက်ရဲရဲရှိတယ် ဒီဘတ်တစ်ဆိုတော့မနေ့ကကစားသွားလာဆိုရင်တော်တော်ကြောက်စရာကြီးကစားတာအပြဒီကွင်းလေကာဒိုဆိုလို့ပလေးယာလေးဆိုတာတော်တော်လေးကိုသက်သက်ရရှိရီယယ်ကအဲ့ပုံစံကိုပျောက်ဆုံးနေရအသင်းလိုက်ပုံစံပျောက်ဆုံးနေခန်းစစ်ကိုကွင်းလေရောအတော့အဲအဲ့အချက်ကြီးကအခြားတစ်ဖက်မှာကစားဟန်အားဖြင့်ရောတယောက်ချင်းအားဖြင့်ရောတော်တော်လေးကိုဟိုလှပပြီးရောညံ့ညောပြီးရောထိရောက်ပြီးရောကောင်းမွန်နေဘာစီလိုနာနဲ့ရှင်တဲ့အခါမှာဒါကြီးကကြီးမားတဲ့အာဏာချက်ဖြစ်နေအဲ့တော့ဒီအချက်ဟာ ရီယဘက်ကဒီပွဲကိုမရှုံးသွားနိုင်တဲ့အချက်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်အားနေချက်က60 7 65လောက်ရှိနေပြီးတော့အားသာချက်ကတော့ခုနမန်ချက်လက်တီနဲ့သူတို့ရတူချင်းစွမ်းရည်တခုတော့ရှိနေတယ်အဲ့ဒါတော့ကျွန်တော်35 40လောက်တတ်မှတ်ထားခြင်းလေခင်ဗျအဲ့ဒါ ါဒါတော်လေးလည်းပြည့်စုံပါလေ။ Overall တစ်ချက်တော့ဒါ Barcelona နဲ့ပတ်သက်ပြီးပေါ့လေ။ Barcelona ဒီ Copa del Rey ဘူးလူပွဲမှာဒါဘူးဆွဲခဲ့မယ်ဆိုရင်ဘလူအသာချက်ကြောင့်ဖြစ်မယ်လို့ထင်တယ်မသိဘူးညီ။နောက်ထပ်ဘူးမဆွဲခဲ့ဘူးဒါရှုံးသွားနိုင်တယ်ဆိုတော့အားနည်းချက်ကရောဘယ်ပိုင်းဖြစ်မယ်လို့ဒါအိုဝင်သုံးသပ်ချင်တယ်မသိဘူး။ Okay ပါပါ Barcelona ကတော့တကယ်တော့ဒီနှစ်သိန်းစလုံးမှာတော့သူ့နေရာနဲ့သူမှာတော့ဒါထိတ်တန့်ကစားသမားတွေကြီးပဲရှိတာပေါ့နော်။ဒါပေမဲ့ ဘာစလိုနာတဲ့အခုအားသာတဲ့အချက်ကဘာလဲဆိုတော့ Real Madrid တဲ့ဒီယာဒီမာတာတရားဒီလုံးအတိုင်းတာပဲကြည်ကြည်ဘယ်ဘယ်ပွဲမှာပဲကြည်ကြည်ဘာလဲပြောပြောဘာစလိုနာကဟိုသူ့ရဲ့ကစားဟန်ဟာ play လဲကောင်းတယ်နောက်ပြီး well organized လဲဖြစ်တယ်ပေါ့နော် well organized လဲဖြစ်တယ်ဆိုတော့ဒီအချက်ကတော့ဒါ Real ထက်တော့ဟိုဖက်ဖက်ကတာနေရတော့ဒါကျွန်တော်တို့ငင်းလို့မရဘူးပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကဟိုဒီပွဲမှာဘာစလိုနာဂျာလက်စိုးသွားနေတဲ့အချက်ကလည်းဒါ cancel ပိုင်းပဲဗျဒီသူ့ရဲ့ဒီ highlight defense ကြီးကိုဘလို့ကောင်းကောင်းသူတို့ ဟိုပြင်ဆင်လာမလဲပေါ့နော်ဒီဒီဒီအချက်ကဒါဘာစီလိုနာရှောင်းမနိုင်တဲ့အချက်ဖြစ်တယ်လို့တစ်ဖက်မှာဘာစီလိုနာရီယယ်ကိုဟိုနိုင်သွားနိုင်တဲ့အချက်ကလည်းသူတို့ရဲ့အသင်းနိုင်စူးစီးမှုဒီကစားသမားတွေအခုခုချိန်မှာဒါတိုက်စစ်မှာဆိုရင်အာယမားတို့ရော်ဖင်ဟာတို့ကဘာပဲပြောပြောဟိုပို့ပြီးတော့ကမ်ဆွီပို့မိတယ်ဆိုတော့ဒီအချက်ကလေးကပဲဒါဟိုဘာစီလိုနာရဲ့အာသာချက်အာဏာချက်တွေဖြစ်လာနိုင်တယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါဒါဝင်ဘောစီတူရောတုံးသက်ပြီးတော့တို့လေးလည်းပြည့်စုံပါတယ် ဒါချီရှုခဲ့ကြတဲ့ဆော့ဖ်ဝဲပရိသတ်တွေလည်းဒါ Owen တို့စီတူရဲ့အသုံးသက်ချက်ကိုရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်ညီလိုညောင်စလုံးကိုကျေးဇူးတင်ရှိပါတယ်ဆော့ဖ်ဝဲပရိသတ်အုပ်ချင်းစီကိုလည်းဒါကိုပါတရီဘိုလူဝဲနဲ့ပတ်သက်ပြီးတော့မှအသုံးသက်တင်ဆက်ပေးခဲ့တာကိုချီရှုခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ